ားလုံးမိသားစုပြည်သူတွေ channel ကနေပြန်တော့ပြန်လည်ကြည့်ဆိုပါရစေ။ဒီနေ့ကျွန်တော် sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ခုမှ stock market ကိုစိတ်ဝင်စားပြီးတော့မှဘယ်ကနေဘယ်လိုစရမှမသိတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့မှကျွန်တော်ဒီ video ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့လူကြီးမင်းတို့အနေနဲ့ stock market ကိုစိတ်ဝင်စားတဲ့ဘယ်ကနေဘယ်လိုစရမှမသိဘူးဆိုရင်ဒီ video ကိုအဆုံးထိကြည့်ပြီးဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။ဒီ video မှာကျွန်တော်ဗားတွေကို sharing လုပ်ပေးမှလဲဆိုတော့ဒီ Candle Stick နဲ့ပတ်သက်ပြီးတော့မှအခြေခံသဘောတရားလေးတွေကိုကျွန်တော် sharing လုပ်ပေးမယ် Candle Stick တစ်ခုကိုဘယ်လိုဖတ်မလဲပေါ့နော်ပြီးရင်သူ့မှာဘာတွေပါလဲပေါ့နော်စာတစ်ပြည့်ပေါ့နော်ဒီအကြောင်းတွေကိုကျွန်တော် sharing လုပ်ပေးသွားပါမယ်နောက်ထပ်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာလည်းကြန့်ရှိနေတဲ့ဒီတခြား candlestick အကြောင်းတွေကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီ Billy Trading Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီ candlestick အကြောင်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်မသွားခင်မှာကျွန်တော်တို့ market တစ်ခုချင်းစီမှာရှိနေတဲ့ဒီ candlestick chart ကိုကျွန်တော်တို့သွားပြီးတော့ကြည့်အောင်။ ဒါကကြတော့ stock market မှာကျွန်တော်တို့မြင်နေရတဲ့ candlestick ရဲ့ chart ပေါ့နော်ဒီမှာကျွန်တော်ပြထားတာကဘာလဲဆိုတော့ Tesla stock ကိုဥပမာအနေနဲ့ကျွန်တော်ပြထားတယ်ပြီးတော့ပြီးဆိုရင် one day time frame နဲ့ကျွန်တော်ပြထားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ candlestick တစ်ခုချင်းစီက one day ကိုကိုစားပြုတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီ candlestick ကို one day နဲ့မဟုတ်ဘဲနဲ့ဥပမာ one week နဲ့ကြည့်မယ်ဆိုရင် candlestick တစ်ခုချင်းစီက one week ကိုကိုစားပြုတယ်ဒါမှမဟုတ်ဘဲကျွန်တော်တို့က4 hour ဒါမှမဟုတ်2 hour 1 hour 30 minutes စတဲ့ time frame တွေနဲ့ကြည့်မယ်ဆိုရင် ဒီ candlestick တစ်ခုချင်းစီကကျွန်တော်တို့ကြည့်လိုက်တဲ့ time frame ကိုကိုစားပြူတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့မြင်နေရတဲ့ candlestick တွေကဘာလဲဆိုရင်အယောင်ကအနီအောင်ရှိမယ်အစိမ်းအောင်ရှိမယ်ပေါ့နော်ဒီအယောင်တွေကကြတော့ကိုနဲ့ဟိုဂျင်းနီးတဲ့အယောင်ကိုတုံးလို့ရတယ်များသောဖြစ်တော့ market မှာဒါမှမဟုတ် crypto မှာကြတော့ဒီအနီအောင်နဲ့အစိမ်းအောင်ကိုတုံးတာများတယ်ပေါ့နော် ဒါပေမဲ့တချို့ကကျတော့အနီရောင်နဲ့အစင်းရောင်နဲ့မဟုတ်ဘဲနဲ့အဖြူရောင်နဲ့အနက်ရောင်နဲ့သုံးတာလည်းရှိတယ်။ဒီအယောင်တွေကိုကျတော့ဒီကိုသုံးတဲ့ broker platform ပေါ်မူတည်ပြီးမှသူတို့ရဲ့ setting မှာတွားပြီးတော့ change လုပ်ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကကျတော့ဒီအနီနဲ့အစင်းကို used to ဖြစ်နေတာဖြစ်တဲ့ကြောင့်မလို့ရှင်းဆက်ကျွန်တော်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီအနီနဲ့အစင်းကိုပဲကျွန်တော်သုံးပြီးတော့ sharing လုပ်သွားမှာဖြစ်ပါတယ်။နောက်ဆုံးဒါ stock market မှာရှိတဲ့ Tesla stock ရဲ့ candlestick chart ပေါ့နော်နောက်တစ်ခုကျွန်တော်တို့သွားကြည့်အောင်ဒါကျတော့ crypto คริปโตมาဆိုရင်ကျွန်တော် Bitcoin ပေါ့เนาะ BTC ကိုကျွန်တော်ပြထားတယ်ဒီမှာလည်းကျွန်တော်က daily time frame နဲ့ကြည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ candlestick တစ်ခုချင်းစီက daily ကိုကိုစားပြုပါလေโอเคနောက်တစ်ခုကြာရင်ကျွန်တော်တို့ကိုကိုမှကျွန်တော်တို့တွားကြည့်လိုက်တဲ့ခါလဲကျွန်တော်တို့ candlestick ကိုတွေ့ရတယ်ပေါ့เนาะဒီ candlestick ကလည်းကျွန်တော်က1 day နဲ့ကြည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ candlestick တစ်ချောင်းကဒီတရက်တာမှာဖြစ်ပေါ်ခဲ့တဲ့ရွှေစေးအတက်အကြအနိုင်အမြစ်ကိုသူကိုစားပြုတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ candlestick နဲ့ပတ်သက်တဲ့ဒီသင်ခန်းစာကိုကြည့်ပြီးသွားတဲ့ခါကြာရင်ကျွန်တော်တို့အနေနဲ့ဒီ candlestick ကိုမြင်လိုက်တာနဲ့ ်ဒီကနေ့စိတ်ကဘာလို့ဆိုလိုလာတယ်ဒါမှမဟုတ်ဒီတရက်တာမှာဖြစ်ပျက်ခဲ့တဲ့ရွှေစည်းအတက်အကျအဖွင့်စည်းအပိတ်စည်းအနှိမ့်ဆုံးကိုရောက်သွားတဲ့စည်းဒါမှမဟုတ်အမျက်ဆုံးကိုရောက်သွားတဲ့စည်းဘလို့ဖြစ်နေလဲဆိုတာကျွန်တော်တို့ဒီသင်ခန်းစာပြီးသွားတဲ့အခါကျရင်ဒါကျွန်တော်တို့ကိုယ်တိုင်ဒါတွေကိုဖတ်နိုင်မှာဖြစ်ပါတယ်အဲ့နောက်တစ်ခုကကျတော့ currency ပေါ့နော် currency မှာဆိုရင်ဒါကဘာဘာ currency လဲဆိုတော့ USD ဂျပန် yen ပေါ့နော်ဒါကကျတော့ကျွန်တော် daily time frame နဲ့ကြည့်တယ်ဒီမှာ daily ဆိုပြီးတော့ပြထားတယ်ပေါ့နော်ဒါဆိုရင်ဒီ currency မှာလည်းဒီ daily time frame နဲ့ကြည့်တာဖြစ်တဲ့တကြောင်မလို့ဒီ candlestick တစ်ခုချင်းစီက daily ကိုကိုစားပြုတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ commodity commodity ထဲမှာမှာဘာဘာရဲ့ candlestick ချလဲဆိုတော့ wine ပေါ့နော်ဒီဂျင်နန်ဂျင်နန်ရဲ့ချက်ကိုကျွန်တော်တို့တွက်ကြည့်လိုက်တဲ့အခါမှာလဲဒီမှာလဲကျွန်တော်1 day နဲ့ကြည့်တာပေါ့နော်ဒါကြောင့်မလို့ဒီ candlestick တစ်ချောင်းချင်းစီက ဒီတရက်တာရဲ့စေနှုန်းအသက်အကျအနိုင်အမြစ်ကိုကိုးစားပြုတာဖြစ်ပါတယ်โอเคနောက်တစ်ခုကကြော platinum ပေါ့เนาะဒါ platinum ကိုသွားကြည့်မယ်ဆိုရင်လည်းကျွန်တော် daily time frame နဲ့ကျွန်တော်ကြည့်တယ်ဒီ candlestick တစ်ခုချင်းစီက daily ကိုကိုစားပြုတာဖြစ်ပါလေဒါကြောင့်မလို့ candlestick ကိုကြည့်လိုက်တာ ਨੇ ကျွန်တော်တို့ဒီတရက်တာမှာဖြစ်ပေါ်ခဲ့တဲ့ platinum စိတ်အသက်အကျအနိုင်အမြစ်ကိုကျွန်တော်တို့သိရမှာဖြစ်ပါလေအဲ့ဒီစေနှုန်းအပြင်ကျွန်တော်တို့အယောင်ကိုကြည့်လိုက်တာ ਨੇ ဒီတရက်တာမှာဒီ market ကိုဘယ်သူတွေက control လုပ်ထားလဲဆိုတာကျွန်တော်တို့သိနေရမှာဖြစ်ပါလေဒါဆိုဥပမာအနေနဲ့ကျွန်တော်ဒီမှာဒီအစိမ်းအယောင်တွေကိုကျွန်တော်မြင်နေဆိုရင်ဒါကျွန်တော် ီ market ကိုဘယ်သူတွေက control လုပ်ထားလဲဆိုတော့ဘိုင်ယာတွေဒါမှမဟုတ်ဘူးတွေ control လုပ်ထားတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီမှာဒီအနီအောင် candlestick ကိုကျွန်တော်တွေ့တယ်ဆိုရင်အော်ဒီဒီ market ကိုဘယ်သူက control လုပ်ထားလဲဆိုတော့ bear တွေ control လုပ်ထားတယ်ဒါမှမဟုတ် seller တွေ control လုပ်ထားတယ်ဆိုတာကျွန်တော်တို့တည်တည်နေရမှာပေါ့နော်အာနောက်ဒီ lambda slide မှာကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ video ကိုအဆုံးထိကြည့်ပေးဖို့ကျွန်တော်အကြံပြုချင်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ candlestick အကြောင်းကိုအသေးစိတ်မသွားခင်မှာခုနကျွန်တော်ပြောတဲ့ဘူးတို့ဘဲတို့ open တို့ close တို့ low တို့ high တို့ပေါ့နော်ဒါသူရဲ့ candlestick တချောင်းမှာပါတယ်သူရဲ့အခေါ်ပေါ့ပေါ့နော်ဥပမာ open price open price ဆိုရင်ရက်တရက်တာရဲ့အစမှာဖွင့်တဲ့ဈေးကို open price လို့ကျွန်တော်တို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် close price ပေါ့နော် close price ကကျွန်တော်ရက်တရက်တာအကုန်ဆုံးသွားတဲ့အခါမှာပိတ်သွားတဲ့အပိတ်ဈေးကို closing price လို့ခေါ်ပါတယ်နောက်တစ်ခုကကျတော့ရက်တရက်တာမှာအနည်းဆုံးကိုရောက်သွားတဲ့ဈေးကို low low price ပေါ့နော်နောက်တစ်ခုကကျတော့ဒီတရက်တာအတွင်းမှာအမြင့်ဆုံးကိုရောက်သွားတဲ့ဈေးကို hybrid လို့ခေါ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ stock ပဲဖြစ်ဖြစ်ပေါ့နော် crypto ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ market မှာသုံးတာကကျွန်တော် bull နဲ့ bear ပေါ့နော် bull ဆိုတာဘာကိုဆိုလို့တာလဲ bull ဆိုတာကျွန်တော်ပိုင်ရပေါ့နော်ဘာကိုဆိုလို့တာလဲဆိုတော့ဒီဘူးတမားတွေက stock တခုကိုစေးတက်မယ်လို့ထင်ပြီးတော့မှဝယ်တဲ့လူတွေကိုဒါမှမဟုတ် trading လုပ်တဲ့လူဒါမှမဟုတ် investing လုပ်တဲ့လူကိုကျွန်တော်ဘူးလို့ခေါ်ပါတယ်နောက်တစ်ခုကကျွန်တော် bear ပေါ့နော် bear ကဘာကိုဆိုလို့တာလဲဆိုတော့ဒီ stock တခုကိုကျမယ်လို့ထင်ပြီးတော့မှ sell trading လုပ်တဲ့လူတောင် sell လုပ်တဲ့လူတွေကိုကျွန်တော်တို့ bear လို့ခေါ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပုံလေးနဲ့တွားပြီးတော့ကျွန်တော်တို့ကြည့်အောင် ဒါဆိုရင်ကျွန်တော်တို့ဒီမှာ candlestick နှမျိုးကျွန်တော်တို့တွေ့ရမယ်တစ်ခုကအနီအောင်တစ်ခုကအစိမ်းအောင်အစိမ်းအောင်ကကျတော့ blue candlestick ဒီအနီအောင်ကကျတော့ bare candlestick ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီအစိမ်းအောင်ဖြစ်တဲ့ blue candlestick ကိုကျွန်တော်တို့ပထမဆုံးတွေ့ကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီအစိမ်းအောင်မှာကျွန်တော်တို့မြင်နေရတာဗာလဲဆိုတော့ဒီမှာ low price ရှိမယ်ပြီးသွားပြီဆိုရင်သူ့မှာ lower shadow ပေါ့နော်ဒီ shadow ကိုတချို့ကကျွန်တော် wick လို့လည်းခေါ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာအာ lower shadow နဲ့အပဲကျွန်တော်တုံးသွားမယ်ပေါ့နော်နောက်တစ်ခုကကျတော့ open price ရှိမယ် နောက်တစ်ခုကကျတော့ဒီ body ပေါ့နောက်သူ့ရဲ့ body ရှိမယ် candlestick ရဲ့ body ရှိမယ်နောက်တစ်ခုကကျတော့ closing price ရှိမယ်နောက်ကနောက်တစ်ခုကပါလဲဆိုတော့ upper shadow ဆိုပြီးတော့ရှိမယ်နောက်တစ်ခုက high price ဆိုပြီးတော့ရှိမယ်ပေါ့နော်ဒီ candlestick နှစ်ခုမှာအကောင်ပေါ်တွေကအကုန်လုံးအတူတူပဲဒီ blue candlestick နဲ့ bare candlestick မှာမတူတာကပါလဲဆိုရင်သူ open price နဲ့ close price မတူတာပေါ့နော်ဥပမာကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ blue အစိမ်းရောင် candlestick မှာ open price ကသူကအောက်ဖက်မှာရှိတယ်ဒီမှာ ဘဲကနက်စတိတ်မှာကျတော့ open bright ကအထက်မှာရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့သိထားရမှာကကနက်စတိတ်မှာဆိုရင် blue နဲ့ဘဲကနက်စတိတ်ရှိတယ်ဘဲ blue ကနက်စတိတ်မှာဆိုရင် open bright ကအောက်ဖက်မှာရှိတယ် close bright ကအပေါ်ဖက်မှာရှိတယ်နောက်တစ်ခုကကျတော့ဘဲကန်ဒက်စတစ်မှာဆိုရင် open bright ကအထက်မှာရှိတယ် closing bright ကအောက်ဘက်မှာရှိတယ်ပေါ့နော်ဒါဆိုရင်ဘာလို့သူအစိမ်းရောင်ပြောင်းလဲဆိုတော့ဥပမာဒီမှာကျွန်တော်ပြထားတယ်ပေါ့နော်ဈေးကွက်ဆက်ဆက်ပွင့်ချင်းမှာ open bright ကဒေါ်လာ100နဲ့စပြီးတော့သူဖွင့်တယ်အဲ့ဒီချိန်မှာဒီဘဲသမားပေါ့နော်ရောင်းဈေးဒီ stock ကိုဈေးကြမယ်ထင်ပြီးတော့ဒီ sell trading လုပ်တဲ့လူတွေကဝင်လာတဲ့အတွက်ကြောင့်မလို့သူကဒီ stock market ကိုအောက်ဆွဲချသွားတယ်အောက်ဆွဲချသွားတဲ့အချိန်ဘယ်ထိရောက်သွားလဲဆိုတော့ low price ဆိုတဲ့ဒီဒေါ်လာ60အထိသူရောက်သွားတယ်အဲ့ဒီအချိန်မှာဒီ stock ကိုစေးတက်မယ်လို့ယုံကြည်တဲ့ဘူးဓမားတွေကဒေါ်လာ60ချသွားတဲ့ငါဒီ stock ကိုဝယ်မယ်ဆိုပြီးတော့စောင့်နေကြတယ်ပေါ့နော်အဲ့ဒီအချိန်မှာ stop price ကဒေါ်လာ60ကိုရောက်သွားတယ်ရောက်တဲ့ရောက်သွားတဲ့အချိန်မှာဘယ်သူတွေကဝင်လာလဲဆိုရင်ဘူးသမားတွေဝင်လာပြီးတော့မှ stop ဈေးကိုဟိုးပေါ့ပြန်ပြီးတော့ဆွဲတင်သွားတယ်သူ open လုပ်ခဲ့တဲ့ price ရဲ့ attack ကိုသူဆွဲတင်သွားပြီးတော့ဘယ်ထိရောက်သွားလဲဆိုတော့ high price ထိသူရောက်သွားတယ်။ high price ဆိုတော့ဒီမှာဒေါ်လာ120ရောက်သွားတယ်ပေါ့နော် သူက open price ရဲ့ attack ကိုဆွဲတင်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေ့စိတ်ကဘာဖြစ်လဲဆိုရင်သူကအစိမ်းရောင်ဖြစ်သွားတယ်ပေါ့နော်။တနည်းအားဖြင့်ဒီတရက်တာမှာဒီ stock ကိုဘယ်သူက control လုပ်ထားတယ်ဆိုရင်ဘူးသမားတွေ control လုပ်ထားတယ်ဆိုတာကျွန်တော်တို့သိနေရမှာပေါ့နော်။အဲ့ချိန်မှာသူကဒီဘူးသမားတွေက high price ဖြစ်တဲ့ဒေါ်လာ130အထိသူဆွဲတင်သွားတယ်။အဲ့ချိန်မှာအများယူချင်တဲ့လူတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့တွေကအများယူပြီးတော့မှဒေါ်လာ130နဲ့ stock ကိုထုတ်ရောင်းသွားတဲ့အချိန်မှာ stock ဈေးကအနည်းငယ်ပြန်ကျတယ်။ဒါပေမဲ့သူဖွင့်ခဲ့တဲ့ဈေးရဲ့အောက်ကိုမကျဘဲနဲ့သူဖွင့်ခဲ့တဲ့ဈေးရဲ့အသက်ဖြစ်တဲ့ဒေါ်လာ 130လောက်မှာသူကဒီတရတာနဲ့သူဒီဆေးပိတ်သွားတယ်ပေါ့နော်ဒေါ်လာ130နဲ့ပိတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတရတာတွေမှာဆိုရင်ဒီ candlestick ကဘာဖြစ်သွားလဲဆိုရင် bull candlestick ဖြစ်သွားတယ်။တနည်းအားဖြင့်ဒီတရတာမှာဒီ stock ကိုဘယ်သူတွေက control လုပ်ထားလဲဆိုတော့ဘူးသမားတွေက control လုပ်ထားတယ်ဆိုတာကျွန်တော်တို့ဒီ candlestick ကိုကြည့်လိုက်တာနဲ့ကျွန်တော်တို့သိနေရမှာပေါ့နော်။ နောက်တစ်ခုကကျွန်ဘဲကန်ဒက်စတစ်ဘဲကန်ဒက်စတစ်ကကျတော့သူနဲ့ opposite ပေါ့နော်ဒါဆိုရင်ဘဲကန်ဒက်စတစ်ကိုကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်တို့တွားကြည့်ရအောင်ဒါဆိုရင်ဒီမှာဘဲကန်ဒက်စတစ်မှာဆိုရင်သူက open price ပေါ့နော်ဥပမာဒီမှာကျွန်တော် example အနေနဲ့ကျွန်တော်ပြထားတယ် open price ကကျတော့ဒေါ်လာ100နဲ့သူစပြီးတော့သူ open sale ကိုဖွင့်လိုက်တယ်အဲ့ဒီအချိန်မှာဒီ stock ကိုစေးတက်မဲ့တင်ပြီးတော့ဆောက်ဆောက်ပြီးတော့ဝယ်နေတဲ့ဒီဘူးသမားတွေရှိတယ်ပေါ့နော်အဲ့ဒီချိန်မှာသူတို့ဒေါ်လာ100နဲ့သူတို့စေးကွက်ထဲဝင်လိုက်တဲ့အချိန်မှာဘူးသမားတွေကများပြီးတော့မှဈေးအထက်ကိုတက်သွားတယ်ပေါ့နော်ဈေးအထက်ကိုတက်သွားတဲ့အချိန်မှာဒီ ဘယ်လောက်ထိရောက်သွားလဲဆိုရင်ဒေါ်လာ130လောက်ရောက်သွားတယ်ပေါ့နော်ခုနကကျွန်တော်ရှင်းပြခဲ့သလိုဒီ stock ကိုစေးကြမယ်ထင်ပြီးတော့မှသူဒီ trading လုပ်တဲ့လူပေါ့နော်အဲ့ချိန်မှာဒီဘူးသမားတွေကလည်းဒေါ်လာ100နဲ့စဖွင့်ပြီးတော့မှဒေါ်လာ130ရောက်သွားတဲ့အချိန်မှာသူတို့လည်းအမြတ်ယူတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒီချိန်မှာ stock စေးကကျသွားတယ်အဲ့ဒီချိန်မှာ stock စေးကသူ open price tag ကိုအောက်ကိုသူကျသွားတယ်ဘယ်ထိကျသွားလဲဆိုတော့ဒီ low price ဖြစ်တဲ့ဒေါ်လာ90အထိသူကျသွားတယ်ပေါ့နော်အဲ့ဒီချိန်မှာလည်းခုနလိုမျိုးပဲဘူးသမားတွေကဒီ stock ကိုတက်မယ်ထင်ပြီးတော့ဒေါ်လာ90ရောက်ရင် ဝယ်ကြမယ်ဆိုပြီးတော့စောင့်နေတဲ့လူတွေရှိတယ်။အဲ့ဒီချိန်မှာ store ဈေးကဒေါ်လာ60တိကျပါတယ်။အဲ့ဒီချိန်မှာဘူးတမဒေါ်လာ60နဲ့စောက်ပြီးတော့ဝယ်မဲ့သူတွေကဝင်လာပြီးတော့မှ store ဈေးကိုအထက်ကိုဆွဲတင်သွားတယ်။ဒါပေမဲ့ဘူးတွေရဲ့အားကဘယ်ဒီလောက်မကောင်းတဲ့ခါကျတော့ဒီ store ဈေးကသူဝင်ခဲ့တဲ့ဈေးရဲ့အထက်ကိုမရောက်နိုင်တော့ဘဲနဲ့ဒီ closing price ဖြစ်တဲ့ဒေါ်လာ65နဲ့သူရပ်သွားတယ်။ဒီ data ရဲ့ market ကိုဒီ closing price ဖြစ်တဲ့65နဲ့အဆုံးသတ်သွားတယ်။ဒါကြောင့်မလို့ဒီ bear candle state မှာဆိုရင်ကျွန်တော်တို့တည်ထားရမှာက ဒီတရက်တာတွေမှာဒီ store တခုကိုဘသူတွေက control လုပ်ထားလဲဆိုတော့ဘဲသမားတွေက control လုပ်ထားတယ်ဆိုတာကျွန်တော်တို့သိနေရမယ်ပေါ့နော်ဒီဘဲ candlestick ကိုကြည့်တာနဲ့ကျွန်တော်တို့သိနေရမယ်ဒါဆိုရင်ခုနကဘာကြောင့်အနီအောင်ပြောင်းလဲဆိုတော့သူစဖွင့်တဲ့ဈေးနဲ့ဒီ closing ပိတ်တဲ့ဈေးကဘာလဲ closing price ကဒီ open price ရဲ့အောက်ကိုရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတရက်တာမှာဆိုရင်ဘဲကဒီ store ကို control လုပ်ထားပြီးတော့မှဒါဒီ candlestick ကအနီအောင်ပြောင်းသွားတယ်ဆိုတာကျွန်တော်တို့သိနေရမယ်ပေါ့နော် Okay နောက်တစ်ခုကကျတော့ဒီ buying uh, sorry buying pressure ပေါ့နော်ဒီသူရဲ့ ဒီကနစတိတ်ရဲ့ body ရှေ့လေးလေးဒါ pressure များလေးလေးပေါ့နော်အစိမ်းရောက်ဆိုရင်ဒါဘူးတွေများတယ်ဆိုတော့ကျွန်တော်တို့တည်ထားရမယ်ဒီအနီရောင်ကနစတိတ်မှာဆိုရင်ဒီ body ကရှေ့လေးလေးဒီ market ကိုဘယ်သူတွေက control လုပ်ထားလဲဆိုရင် bear တွေက control လုပ်ထားတယ်ဆိုတာကျွန်တော်တို့သိနေရမယ်ပေါ့နော် okay ဒါဆိုရင်နောက်တစ်ခုကကျွန်တော် candlestick candlestick မှာဆိုရင်ကျွန်တော်တို့ group ခွဲမယ်ဆိုရင် group 3ခု ਨੇ ကျွန်တော်တို့ခွဲလို့ရတယ်ပထမတစ်ခုကကျတော့ဗာလဲ candlestick တစ်ချောင်းပဲပါတယ် group ပေါ့เนาะဒါကိုကျွန်တော်တို့ group 1လို့ကျွန်တော်တို့ခေါ်လိုက်မယ်နောက်တစ်ခုကကျွန်တော် candlestick နှစ်ချောင်း တွဲပါတဲ့ group ဆိုပြီးတော့မှ group 2ကိုကျွန်တော်တို့ခေါ်လိုက်မယ်နောက်တစ်ခုကကျတော့ candlestick ၃ခုဒါမှမဟုတ်၃ခုထပ်ပို့တဲ့ candlestick တွေပါတဲ့ group ဆိုပြီးတော့မှ group 1 2 3ဆိုပြီးတော့ကျွန်တော်တို့ခွဲလိုက်မယ်တော့เนาะ okay ဒါဆိုရင် group group 1 single candlestick မှာပါလိပါမလဲဆိုရင် doggy တွေပါမယ် dragon flying တွေ crystal တွေစသဖြင့်ပေါ့เนาะ hammer တို့ inverted hammer တို့စသဖြင့်ပေါ့เนาะဒါတွေကကျတော့ candlestick တစ်ခုထဲနဲ့ဖွဲ့စည်းထားတဲ့ candlestick ပေါ့เนาะနောက်တစ်ခုကကျတော့ group 2မှာဆိုရင် two candlestick ဒါကျတော့ candlestick နှစ်ခုပါတဲ့အစုအဖွဲ့ပေါ့เนาะ အဲ့ဆိုရင်ဒီမှာကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုရင် bullet and coughing ရှိမယ် berry and coughing ရှိမယ် berry harami ရှိမယ် bullet harami ရှိမယ်ပြီး suppressing suppressing boo ရှိမယ် suppressing berry ရှိမယ်စသဖြင့်ပေါ့နော်ဒီ candlestick တစ်ခုချင်းစီကိုကျွန်တော်နောက်ဗီဒီယိုဒီမှာဒီ candlestick တစ်ခုချင်းစီနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော် group 3 group 3မှာဆိုရင် candlestick ၃ခုဒါမှမဟုတ်၃ခုနဲ့အထက်ပါတဲ့ candlestick တွေကိုကျွန်တော်တို့က group tree အောက်မှာထားရတယ်ပေါ့နော်ဒါဒီ group ထဲမှာပါလိပါမလဲဆိုရင်ဒီ falling window rising window berry tree method တို့စတာဖြစ်ပေါ့နော်ဒီ candlestick တွေကိုပါမယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော် group 1 group 2 group 3ဆိုပြီးတော့꿰ပြီးတော့မှဒီ candlestick တစ်ခုချင်းစီရဲ့အသေးစိတ်ကိုကျွန်တော်ဆက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီတင်ကန်းစာမှာဆိုရင်ကျွန်တော်တို့ဘာတွေလေ့လာခဲ့ရလဲဆိုတော့ကျွန်တော်တို့ candlestick အခေါ်ပေါ်တွေကျွန်တော်လေ့လာခဲ့ရတယ်ဒီ bellow market မှာပဲဖြစ်ဖြစ် candlestick ကဒီ အသုံးပြုတယ်ဗောနော်ဥမာကျွန်တော်တို့ခုနတွေ့ခဲ့တယ်ဘာမှကလဲဆိုရင် stock market မှာကျွန်တော်တို့တွားကြည့်ခဲ့တယ်ဒီ crypto မှာလည်းတွားကြည့်တယ် currency မှာလည်းကျွန်တော်တို့တွားကြည့်တယ်ဒီ market တွေအကုန်လုံးကဒီ candlestick တွေနဲ့ပဲသူဖွဲ့စည်းထားတယ်ဗောနော်အဓိကဒါ candlestick ကိုကျွန်တော်တို့ဒီတင်ကန်းစာမှာအဓိကဘာဘာလေ့လာခဲ့လဲဆိုတော့ candlestick ကိုဘယ်လိုမျိုးဖတ်ရမလဲဗောနော် candlestick တစ်ခုမှာဆိုရင်ကျွန်တော်တို့ recap ပြန်သွားကြည့်အောင် တဲ့စိတ်တစ်ခုမှာဆိုရင်ကျွန်တော်တို့ဘာပါမလဲဆိုရင်ဒီမှာ open price ရှိမယ် closing price ရှိမယ်ပြီး low price ရှိမယ် high price ရှိမယ်ပြီးရင်သူ့ရဲ့ body ရှိမယ်ပေါ့နော်ပြီးွားကြီးဆိုရင်ဘာရှိအောင်မလဲဆိုရင် lower share လို့ရှိမယ် upper share လို့ရှိမယ် bull candlestick ဆိုရင်အစိမ်းရောင် bear candlestick ဆိုရင်အနီရောင်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အစိမ်းရောင်မြင်နေတယ်ဆိုရင်ကျွန်တော်တို့ကဒီ market ဒါမှမဟုတ်ဒီ stock ကိုဘယ်သူတွေက control လုပ်ထားလဲဆိုတော့ဆိုတော့ဘူးသမားတွေက control လုပ်ထားတယ်ဆိုတာကျွန်တော်တို့သိရမယ်ဒီအနီရောင် candlestick ကိုမြင်တယ်ဆိုရင်ဒီ market ဒါမှမဟုတ်ဒီ stock ကိုဘယ်သူတွေက control လုပ်ထားလဲဆိုတော့ ဒီဘဲတွေက control လုပ်ထားတယ်ဆိုတာကျွန်တော်တို့သိရမယ်ပေါ့နော်ဒါကြတော့ point number 2 point number 1ကသူ့ရဲ့အခေါ်ပေါ့ point number 2ကကြတော့ဒီအနီနဲ့အစိမ်းအောင် candlestick ပေါ့နော် point number 3 number 3ကကြတော့ဗာလဲဆိုတော့သူ့ရဲ့ buying pressure တမဟုတ် selling pressure ပေါ့နော်ဒီ candlestick ရဲ့ body shape လေးလေး pressure များလေးလေးပေါ့နော်တကယ်လို့သာအစိမ်းအောင်ဟာ shape shape လေးလေးဆိုရင်သူကပူးတွေ pressure များလေးလေးဒါမှမဟုတ် buying pressure များလေးလေးပေါ့နော်တကယ်လို့သာအနီအောင်က body က shape လေးလေးသူကဘဲ pressure များလေးလေးဒါမှမဟုတ် selling pressure များလေးလေးဆိုတာကျွန်တော်တို့တည်ထားရမယ်ပေါ့နော် နောက်တစ်ခုကကျတော့ candlestick ကို group နဲ့ကျွန်တော်တို့ခွဲမယ်ဆိုရင် group ၃ခုကျွန်တော်တို့တွေ့ရတယ်။ပထမ group ကကျတော့ candlestick တစ်ချောင်းပဲပါတယ် group ။ဒုတိယ group ကကျတော့ candlestick နှစ်ချောင်းပါတယ် group ပေါ့နော်။တတိယ group ကကျတော့ candlestick ၃ခုဒါမှမဟုတ်၃ခုနဲ့အထက်ပါတယ် group ဆိုပြီးတော့မှကျွန်တော်တို့ group ၃ခုကျွန်တော်တို့ခွဲလို့ရတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီ candlestick အခြေခံဗီဒီယိုကိုကျွန်တော်ဒီမှာပဲရပ်ပါမယ်နောက်ဗီဒီယိုဒီမှာကျွန်တော်ခုနပြောခဲ့တဲ့ group 1ဖြစ်တဲ့ candlestick group 2ဖြစ်တဲ့ candlestick နောက်ပြီးတော့ group 3 candlestick အောက်မှာရှိတဲ့ kernel stick တစ်ခုချင်းစီအကြောင်းကိုကျွန်တော်ဗီဒီယိုနဲ့ပြန်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာဆိုရင်ကျွန်တော် group 1အောက်မှာရှိတဲ့ docky kernel stick ကိုအသေးစိတ်ကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီ Billy Trading Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။